မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တမာလ2ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်စော့လုံမြို့နယ်မှာရှိတဲ့အချမ်းဘတ်စစ်တပ်ရဲ့ point 1689စကမ်းကုန်းကို KIA ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် August 30ရက်နေ့မွန်လွယ်ပိုင်းမှာစော့လုံမြို့နယ်စတီကျော်ကြားမှာရှိတဲ့အချမ်းဘတ်စစ်တပ်ရဲ့ခလိုက်ရ105ခလိုက်ရ298နဲ့ပြည်သူ့စစ်အင်အား80ခန့်ပူးပေါင်းတပ်ဆွဲထားတဲ့ point 1689စကမ်းကုန်းကို KIA တပ်မဟာခုနှစ် ကအပိသက်တက်ခိုက်သိမ့်ပိုင်နိုင်ခဲ့တယ်လို့သိရပါဗါးဆော့လော်မျိုးနဲ့စတိကျော်ဂျားက point 148ကိုစကန်းကုန်းကို30ရက်နေ့မွန်လွယ်ပိုင်းက KIA တပ်မဟာခွနစ်ကအပိသက်တက်ခိုက်သိမ့်ပိုင်လိုက်ပါပြီစစ်ခွေးတည်တဲ့စရင်နဲ့လက်နက်ခဲယမ်းသိမ်းစီရရှိမှုအခြေအနေကတော့မသိရသေးပါဘူးလို့ KIA ရဲ့စီးရဲသတင်းရေးမိကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းမုံရွာမြို့အဝင်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့အထိုင်စခန်းကိုဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီတပ်သားများထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ30ရက်နေ့ညနေ9:30မိနစ်ခန့်မှာမုံရွာမြို့အဝင်မှာရှိတဲ့ New Day စီဆိုင်မှာအထိုင်ချထားတဲ့အကြမ်းဖက်စစ်တပ်စခန်းကိုတော်လိုင်းရဲဘော်များက40မောင်းမှတလုံးနဲ့လက်နက်ငယ်များနဲ့ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိခဲ့ပြီးတော့အရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးပဲမုံရွာခရိုင်အမှတ်22တိုင်ရင်းကတော်လိုင်းရဲဘော်များ များအထူးကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခက်ခဲတွေကြားတဲ့ကနေပြီးတော့နေ့စဉ်တင်ဆက်ပေးနေတဲ့ Revolut Burma News Channel ကို Like နဲ့ Subscribe လုပ်ပေးခြင်းအပြင်တော်လိုင်းရေးကိုကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာအခုလိုမျိုး Like and Subscribe လုပ်ပေးခြင်းဟာမြေပြင်ကရဲဘော်များနဲ့စစ်ပေးရှောင်ပြည်သူများကိုတစ်ဖက်တစ်လမ်းကနေပြီးတော့လှူဒန်းပေးနေခြင်းဖြစ်တဲ့အတွက် Like and Subscribe လုပ်ပေးကြသူတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့မှာစစ်ကောင်စီအုပ်စုကိုဆက်ကြီးပေးပြီးတော့ဖွင့်လှစ်ပြီးမူရဲဆေးဝါပေါ်တေ30ဝန်းရနေတဲ့အရက်ပါ KTV နဲ့ night club တွေကိုစစ်ကောင်စီအုပ်စုကအခုတပတ်အတွင်းမှာစီးနှင်းဖမ်းဆီးတာတွေကိုလှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မူရဲဆေးဝါတားဆီးနေနေရေးစီမံချက်လို့ပြောပြီးတော့စစ်ကောင်စီအုပ်စုနဲ့ရဲပူးပေါင်းကအရက်ပါ KTV နဲ့ night club တွေကိုလိုက်လံစီးနှင်းဖမ်းဆီးနေတယ်လို့ဆိုပါတယ်။မန္တလေးမြို့ကနာမည်ကြီးအရက်ပါနဲ့ KTV တွေဖြစ်တဲ့ worldwide Space 29 Pioneer စတဲ့နေရာတွေကိုအခုတစ်ပတ်အတွင်းမှာစီးနှင်းခံရပြီးတော့လူကြီးရာနဲ့ခြေကဖမ်းဆီးခံရခဲ့ရတယ်လို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သူတွေကပြန်လည်ပြောပြခဲ့ပါတယ်။ Space 29ကိုဝင်စီးတာနည်းနည်းကြာပြီး ဝေတာတွေကဝင်လာပြီးတော့ဆေးတွေအကုန်ပေးပေးဆိုပြီးတော့တင်းသွားတာအကုန်ခေါင်းပေါ်ကိုလက်တင်ပြီးထိုင်နေရတယ်သူတို့တွေစစ်ဆေးပြီးသွားတော့မှပြန်ထရတယ်တချို့လူတွေဖမ်းသွားပြီးတော့ပြန်ထွက်သွားတယ်လို့ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့လူငယ်တအုပ်ကပြန်လဲပြပြခဲ့ပါတယ်အဲ့ဒီ space 29ကိုစစ်ကောင်စီအုပ်စုကစီးနှင်းပြီးတော့ဖမ်းဆီးနေတဲ့အချိန်လူငယ်အများအပြားဖမ်းဆီးခံခဲ့ရပေမဲ့စစ်ကောင်စီအုပ်စုနဲ့နှီးဆက်တဲ့သူတွေကတော့အဖမ်းမခံရဘူးလို့ဆိုပါတယ်အခုရပိုင်းအတွင်းမှာမန္တလေးက worldwide KTV ကိုစစ်ကောင်စီအုပ်စုကဝင်ရောက်ဖမ်းဆီးခဲ့မှာတော့ စစ်တပ်နဲ့နှိစက်တဲ့သူတွေသာလွတ်ပေးပြီးတော့ရဲနဲ့နှိစက်တဲ့သူတွေပါအဖမ်းခံရကငွေကျပ်သိန်းကိုရန်နဲ့ချီပေးပြီးတော့ပြန်ရွေးထုတ်နေရတယ်လို့ကြားသိရကြောင်းနှိစက်တဲ့သူတွေကပြောပါရယ်အရင်ကပိုင်ယိုနီယာမှာပေါ်တင်ဇပွဲပေါ်မှာတင်ပြီးတော့ကေရှူလို့ရတယ်ဒီအပိုင်းမှာဆိုပါတီဒရက်မူရဲ့ဆေးမျိုးစုံမယူရဆိုပြီးတော့ကိုတင်းကျပ်နေတာအဖမ်းဆီးတော်တော်ကြမ်းနေတယ်လို့မြို့ကန်လူငယ်တူကပြောပါရယ်ဒီလိုဖမ်းဆီးနေတဲ့တစ်ချိန်တည်းမှာပဲစစ်ကောင်စီအုပ်စုရဲ့ယာဒူးအကြီးပိုင်းတွေရဲ့မိသားစုဝင်တွေကတော့မူရဲ့ဆေးဆက်လက်သုံးဆွဲခွင့်ရရှိနေပြီးဩဂတ်လ28ရက်နေ့က စစ်တပ်ရဲ့ G1 ကတော်တအုပ်ရဲ့မွေးနေ့ကို KTV တခုမှမူရစေဝါအပြည့်အစုံနဲ့ပြုလုပ်နေတယ်လို့မြင်တွေ့တဲ့သူကပြောပါတယ်စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာမန္တလေးမြို့မှာမူရစေဝါရောင်းဝယ်တုံးဆက်မှုပုံမုံများပြားလာပြီးတော့စစ်ကောင်စီအုပ်စုကိုစက်ကြီးပေးပြီးတော့ဖွင့်တဲ့အယက်ပါး KTV နဲ့ Night Club တွေမှာမူရစေဝါတွေကိုပေါ်တင်တုံးဆွဲနေကြတာဖန်စီခံရပါကလည်းငွေပေးရင်ပြန်လွတ်တယ်လို့မြို့ကန်တွေကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းမြင်းမှုမျိုးအဝင်မှာစက်ကြီးကောက်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုအီနာကာနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ31ရက်နေ့မွန်လွယ်7:45မိနစ်ခန့်မှာ မြင်းမှုမျိုးအဝင်မှာပြည်သူများထံကနေပြီးတော့စက်ကြီးကောင်းနေတယ်အကြမ်းဖက်စစ်သားနဲ့ရဲပူးပေါင်းအင်အား30ခန့်ကိုမိုးညို Revolution Force MNRF ကရဲဘော်များကအင်နာကာနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်းစီတပ်သားများရှိရာနေရာကိုအင်နာကာဘုံသည်နှလုံးကြက်ရောက်ပေါက်ခွဲခဲ့ပြီးတော့စစ်ကောင်းစီတပ်သားများထွက်ပြေးသွားတယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်းစီတပ်သားများထိခိုက်သေးဆုံးမှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးပဲတော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ပြည်သူတွေရဲ့မျှော်လင့်ချက်ကလက်တကမ်းကိုရောက်နေပါပြီအကြမ်းဖက် စစ်ကောင်စီတပ်သားတွေနဲ့ဝေးရမှာနေခြင်းအဖြစ်တော်လိုင်းရဲဘော်များကိုကူညီပေးနိုင်ပါတယ်စစ်ခွေးတွေအင်အားများလို့ထိခိုက်ဒေဆုံးမှုအခြေအနေကိုတော့စုံစမ်းလို့မရသေးဘူးဖြစ်နေတာ M9 ကွဲတဲ့နေရာမှာသူတို့ဘက်ကလက်နက်ငယ်တန်းတုံးချက်လောက်ကြားပြီးတော့တခါတည်းကားနဲ့မျိုးတဲကိုဝင်သွားတယ်လို့မွန်ညို Revolution Force MNRF အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းကော့တောင်းခရိုင်ခမောက်ကြီးမြို့နယ်အေးမြသာယာကြီးရွာအနီးမှာတိုက်ပွဲဖြစ်ပွားပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဩဂတ်လ30ရက်နေ့မနက်10:40မိနစ်အချိန်ကခမောက်ကြီးမြို့နယ်အင်းမြတာယာကျေးရွာအနီးမှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ကော်တူးလေအာမီတို့ကြားမှာအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲမိနစ်20ခန့်ကြာမြင့်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်သား၃ဦးသေဆုံးကအများပြားဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။မနေ့ကအင်းမြတာယာကျေးရွာအနီးမှာကော်တူးလေအာမီနဲ့စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်တာ တိုက်ပွဲဖြစ်တဲ့အချိန်ကတိတ်ပြီးတော့မကြဘူးမိနစ်20လောက်ပဲရှိမယ်စစ်ကောင်စီဘက်ကလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်တာတော့ရှိတာပေါ့သူတို့ရဲ့ထုံးစံအတိုင်းပဲစစ်ကောင်စီဘက်က3ရောက်သေးတယ်ထေသွားတဲ့စစ်သားအလောင်း3လောင်းကိုအင်းမြတာယာယွာအုတ်ကြီးရဲ့ကားနဲ့နမ်သွင်းစခန်းဘက်ကိုတဲသွားတယ်လို့ဒေသစီရေးသတင်းအရေးပေးကပြောဆိုထားပါတယ်အလားတူပဲဩဂတ်စ်လ28ရက်နေ့ညနေပိုင်းကတနင်္သာရီမြို့နယ်ညောင်မင်းငွေးွာအခြေစိုက်အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ခလာရ961တရင်နဲ့တမိုင်ကအကွာပါရှိတဲ့ညောင်မင်းခွေအရှိတ်ကန်းကို KTLA ထိစက်မယ်ရွာတရင်နဲ့ မဟာမိတ်တပ်ဖြစ်တဲ့ PLA အမတ်ရှိစစ်ဒေသကရဲဘော်များကသိမ့်ပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့သိရပါဗါးအခုလိုထိန်းချုပ်ပြီးတဲ့နောက်မှာဩဂတ်စ်လ26ရက်နေ့ညနေ9:45မိနစ်ခန့်ကပေနေရကျော်အလျားရှိတဲ့ညောင်ပင်ခွင်းရွာကြေးရွာချင်းဆက်တံတားအနောက်ဘက်ကမ်းမှာရှိတဲ့အချမ်းဘတ်စစ်တပ်ရဲ့ကင်းဘုံစခန်းကိုတွားရောက်တိုက်ခိုက်ရာ အပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲမိနစ်20ခန့်ကြာမြင့်ခဲ့ပြီးတော့ခမရ96တတရင်ကတသားတူပြူစောထီနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုကော်တူးလီအာမီ KTLA ထိဆက်မဲရွာတတရင်နဲ့မဟာမိတ်တပ်ဖြစ်တဲ့ PLA အမတ်ရှိစစ်ဒေသရဲဘော်များပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိခဲ့ဘူးလို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်သားများရဲ့လက်နက်ကြီးများနဲ့ရန်တပ်ပစ်ခတ်ခဲ့ရာပြည်သူတွေရဲ့နေအိမ်တချို့ဘော်ကိုကြက်ရောက်ပောက်ကွဲမှုများရှိခဲ့ပြီးပြည်သူများထိခိုက်မှုမရှိဘူးလို့သိရပါတယ်တနင်္လာနေ့မြို့နယ်အတွင်းမှာ စီရေးတင်းမှလည်းရှိပြီးတော့အချိန်မရွေးတိုက်ပွဲများဖြစ်ပွားလာနိုင်တဲ့အတွက်စီရေးအသည့်တရိပ်နဲ့သွာလာနေထိုင်ပေးကြပါရန်ကော်တူးလေအာမီကအတိပေးပြောဆိုထားကြောင်းတရိပ်ရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းလက်ပရန်မြို့နယ်ရေငန်ရွာကလင်မယား၂ဦးကိုစစ်တပ်ကဖမ်းဆီးပြီးတော့အမျိုးသမီးဖြစ်သူကိုစစ်သားတွေကမရင်းကျင်းခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ28ရက်နေ့မှာလက်ပရန်မြို့နယ်ရေငန်ရွာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာကြီးရွာအတွင်းမှာထွက်မပြေးပဲကြံရှိနေခဲ့တဲ့ရေငန်ရွာမြောက်ပိုင်းမှာနေထိုင်တဲ့လင်မယား၂ဦးကိုအကြမ်းဖက်စစ်သားများကဖမ်းဆီးခဲ့တယ်လို့သိရပါရတယ်။အခုလိုဖမ်းဆီးပြီးတဲ့နောက်မှာအမျိုးသမီးဖြစ်သူကလေးအမေမဝင်းနယ်ကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကမရင်းကျင်းခဲ့တယ်လို့သိရပါရ ါတယ်။ဒါအပြင်ရေငန်ရွာကစစ်ရှောင်ပြည်သူများဟာလက်ပတန်းမြို့ပေါ်မှာရှိတဲ့ဗောဓိကုံအရက်မှာလာရောက်ပြီးတော့စစ်ဘေးတိမ်းရှောင်နေတဲ့အချိန်ဩဂတ်လ30ရက်နေ့မွန်လွယ်3နာရီအချိန်ကမှအကြမ်းဖက်စစ်ကောင်စီတပ်သားများကပစ်ခတ်ဖမ်းဆီးမှုများကိုလှုံ့ဆော်ခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရရှိတဲ့သူနဲ့ဖမ်းဆီးခံရတဲ့သူဘယ်လောက်ရှိလဲဆိုတာကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်။လက်ပတန်းမြို့နယ်ရေငန်ရွာမြောက်ပိုင်းမှာထွက်မပြေးဘဲနဲ့ရွာထဲမှာနေထိုင်နေတဲ့ကလေးတယောက်အမေမဝင်းနယ်နဲ့အမျိုးသားဖြစ်သူကိုစစ်ခွဲတွေကဖမ်းဆီးပြီးတော့မဝင်းနယ်ကိုစစ်ခွဲတွေကမရင်ချင်းခဲ့တယ်လို့သိရတယ်။စစ် ခွေးအလောင်းတွေကိုလူမနေတဲ့အိမ်တွေပေါ်ကိုတင်ပြီးတော့မီးရှို့တာတွေကိုလည်းလှုပ်ဆောင်နေတဲ့စစ်ခွေးတွေကိုမီးရှို့တာကြောင့်လက်ဗဒန်းမျိုးပေါ်ဗော်ဒီကုန်းမှာလာရောက်စစ်ဆောင်နေတဲ့ရင်ငံရွာကစစ်ပေးဆောင်တွေကိုစစ်ခွေးတွေကပြစ်ခတ်ဖမ်းဆီးတာတွေကိုလုပ်နေတယ်လို့တာယာဝတီခရိုင်တရင်3832တင်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ဒူးရကပြောဆိုထားကြောင်းတင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။